စစ်တွေဒေသခုခံမှုစစ်ထနာချုပ်ဒါကာဆာကနေပြီးတော့မနေ့ကညနေ12နာရီလောက်မှာပေါတော့နဲ့ပုံနဲ့ကျွန်းမြို့နယ်တွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ထိုက်ခဲ့တာကိုလုံဆောင်ခဲ့တယ်လို့စစ်တွေဒေသခံတွေကပြောပါတယ်။စစ်ကောင်စီတပ်တွေကအဲ့လိုပစ်ခတ်ခိုက်တာတွေကိုလုံဆောင်နေချိန်မှာပဲအာရခတော်ကလည်းလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ထိုက်ခဲ့တာကြောင့်စစ်တွေဒေသခုခံမှုစစ်ထနာချုပ်ဒါကာဆာတဲကိုလက်နက်ကြီးတလုံးကြက်ရောက်ပေါက်ခွဲခဲ့တာရှိခဲ့တယ်လို့သိရှိထားကြောင်းစစ်တွေဒေသခံတို့က CNA ကိုပြောပါတယ်။ အဲ့လိုလက်နက်ကြီးကြောက်ပောက်ကွဲမှုရှိကြတာကိုအတည်ပြုနိုင်ပေမဲ့ဒီလက်နက်ကြီးကြောက်ပောက်ကွဲမှုကြောင့်ထိခိုက်ဒဏ်ရာရတာနဲ့ပျက်စီးမှုရှိမရှိဆိုတာကိုတော့ တို့အနေနဲ့အတေပြုမြန်နေပြည်တော်စုတမရမြန်မာနိုင်ငံတော်အစိုးရစကောင်းစီအနေနဲ့တမရကာဝေးကစတင်ပြီးတော့၂၂နှစ်အထိတဖက်သက်အပြည့်ရတယ်လို့ထုတ်ပြန်ပြောဆိုထားတာရှိနေပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာလည်းစစ်တွေမှာရှိတဲ့စစ်ကောင်စီတရင်တွေက လက်နက်ကြီးပစ်ခတ်တာတွေကိုမချခနာစုတလို့လှုပ်ဆောင်ခဲ့ရလို့ရှိကြတယ်လို့လည်းဒေသခံတွေကပြောပါတယ်။ဒါအပြင်တဖက်မှာလည်းစစ်ကောင်စီတပ်ဟာရခိုင်မှာအရခတော်တဖွဲ့ဝင်ရှိရနေရတွေကို drone လက်နက်ကြီးလေကြောင်းတိုက်ခိုက်တာတွေကိုစတိုက်လှုပ်ဆောင်တာတွေရှိနေတယ်လို့ အရခတတော်ကသတင်းထုတ်ပြန်ပြောဆိုတာတွေရှိနေတယ်လို့စက်ကောင်စီကလည်းအရခတတော်ကကြောက်ဖြူမျိုးအရှိတောင်ဘက်ကစက်ကောင်စီရဲ့လုံခြုံရေးစခန်းတွေကိုအေဒီလာခုနရဲ့ညနေရဲ့ညပိုင်းတွေမှာတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာရှိတယ်လို့နှစ်ဖက်အပြန်အလှန်ပြောဆိုမှုတွေလည်းရှိနေပါတယ်ခင်ဗျာ